ဒေါ်လာ3000ဒါကတော့ Samsung ရဲ့ Z Flip ကြီးမားဆုံးခေါက်ဖုန်း Galaxy Z Trifold အတွက်ကမ္ဘာသားရဲ့ဈေးနှုန်းမှာဒါပေဒီဖုန်းကိုဈေးကြီးပေးရခဲ့ချက်တသက်ပဲလို့အထင်မသေးလိုက်ပါနဲ့ဘာလို့ဒီဖုန်းက smartphone လောကကိုတော်လန်ပြောင်းလဲပြစ်နေမှာဆိုတာကိုအရင်ဆုံးလေ့လာကြည့်အောင်ညီအောင်ကြည့်လိုက်ပါတာမန်ဖုန်းတလုံးကနေတစ်စက်မဟုတ်ဘူးနှစ်စက်ပြန်ဖြန့်လိုက်တာနဲ့တစ်ဆက်လက်မှတက်ဘလက်ကြီးဖြစ်သွားတာကိုပေါ့ review တွေရတော့ဒီဖုန်းကိုခောက်ရက်ဖြင့်ရတာတော်တော်လေးလွယ်ကူတယ်လို့ဆိုပါရစေ15မိနစ်မိနစ်20လောက်ကလေးချင်းကိုကျွမ်းသွားပါလိမ့်မှခောက်မီရတတိပေးမဲ့စနစ်တွေအထောက်အပံ့ပြတဲ့တာမိုက်စနစ်တွေပါဝင်တာကြောင့်ပါကောင်းခွက်တွေပြောရရင်တော့ဒီကောင်ကြီးက multi tasking အလုပ်ဆုံးလုပ်နိုင်စွမ်းမှလားဆေးရတဲ့စုပါပဲ app တုံးခုကို screen အပြည့်ပြည့်အထုဖွင့်သုံးနိုင်တယ်လို့ကိုကြိုက်တဲ့ app အတွဲအဆက်တွေကိုလည်း save လုပ်ထားလို့ရတယ် ပြီးတော့ Dex Mode လည်းပါလာဆိုတော့ဖုန်းကနေကွန်ပျူတာတစ်လုံးလို Windows တွေနဲ့အလုပ်လုပ်နိုင်တယ်ဒီမှာပါတဲ့ Dex Mode က Monitor နဲ့ချိတ်เสียရမလို့ပဲဒီဖုန်းပေါ်မှာပဲသုံးလို့ရမှာပါဒါပေမဲ့လက်တွေ့အခြေအနေကိုလည်းပြန်ကြည့်ရအောင်အလေးချိန်3.9 gram ရှိတဲ့အတွက်လက်ရှိခေါက်ဖုန်းတွေထက်90ရာခိုင်နှုန်းလောက်ပိုလင်းနေပါတယ်အတွင်းဘတ် screen ကလည်းအရန်ငူတယ် review လုပ်တဲ့သူတချို့ဆိုရင်မတော်တဆထိခိုက်မိုံနဲ့တင်ချစ်ရအကြီးကြီးတွေထင်ကုန်ကြပါတယ်အတွင်းမှာဖိုက်ပါမန်ကိုရီကမျက်နှာပြင်၃ဘတ်လုံးမှာလက်ပွေရတွေတော်တော်ထင်ပါတယ် specs ဒီအနေနဲ့ကတော့ snapdragon 8 elite chip ram 16 gig နဲ့မစိုးဘူးလို့ပြောလို့ရတဲ့200 megapixel main camera ပါလာပါတယ် battery ဘိုင်းမှာတော့ခေါရိုးတုံးခုအထက်တစ်ဘိုင်းကို battery တစ်လုံးစီထည့်ပေးထားပြီးစုစုပေါင်း 5600 mAh အထိပါဝင်ပါတယ်။စိတ်ဝင်စားစရာကောင်းလာကသူ့ပြိုင်ဘက် Huawei ရဲ့၃ခေါက်ချိုးပုံးနဲ့မတူတဲ့အချက်ပါ။ Huawei ကဇက်ပုံစံခုတ်ပြီး Samsung ကတော့ယူပုံစံခုတ်ပါတယ်။ Huawei ဒီဇိုင်းကပုံစံမျိုးစုံထုံးလို့ရပေမဲ့ Samsung ကတော့လူညံ့တဲ့အသွင် screen ကိုကာကွယ်ဖို့အတွက်အခုလိုဒီဇိုင်းကိုဦးစားပေးရွေးချယ်ထားတာပါ။ဆိုတော့ဒေါ်လာ၃ငုံပေးရတာတန်လားလူအများစုအတွက်တော့မတန်ပါဘူး။ ဒါပေမဲ့ဤပင်ကြရဲ့အမြင့်ဆုံးအတွေ့အကြုံကိုလိုချင်သူတွေအလေးချိန်နဲ့ခုပင်ခိမ့်သိရတာကိုလက်ခံနိုင်သူတွေအတွက်တော့ဒီ travel phone ကအနာဂတ် smartphone တွေရဲ့ရှေ့ပြေးနမိတ်တစ်ခုပါပဲ